အချိန်မှာတော့ကျွန်တော်တို့ကအနောက်ဘက်တော့ခံယူဖို့အချိန်ဖြစ်ပါလေလို့ခဏလောက်အတူကြွေးကြော်ချင်ပါလေ ကျောင်းတော်ဆောင်ခဲ့ခြင်းနဲ့နှုတ်ပတ်တော်ကိုသူကခံယူဖို့ရန်အတွက်ဖြစ်ပါတယ်ဆိုတာကြောင့်ဝန်ခံရအောင်เนาะကျောင်းတို့နှုတ်ကနေဝန်ခံခြင်းကကျောင်းတို့အာ access လုပ်နေတာဖြစ်တယ်เนาะကျောင်းတို့တကားတွေဖွင့်နေတာဖြစ်တယ်ဒီရတွေကျောင်းတို့ထဲမှာဖြစ်လာဖို့ရန်အတွက်လမ်းဖွင့်နေတာဖြစ်တယ်ဒါကြောင့်ဒီနေ့တော့ဒီနှုတ်ဒီနေ့နှုတ်ပတ်တော်ဒီကျွန်တော်တို့ဖြစ်တယ်လို့သူကဝန်ခံရအောင်ဒီနေ့တော့ဒီနေ့နှုတ်ပတ်တော်ဒီကျွန်တော်တို့ဖြစ်တယ်ဒီနေ့နှုတ်ပတ်တော်ဟာကျွန်တော်တို့ဖြစ်တယ်ဒီနေ့နှုတ်ပတ်တော်ဒီကျွန်တော်တို့ serve today. Amen. Young Django Passion to welcome to be by say. ဆိုတော့ခုချိန်မှာကျွန်တော်တို့ကျမ်းစာတစ်ပိုဒ်ရင်ဆုံးဖတ်ချင်ပါတယ်လို့စာလံ148အငယ်2ကိုတွေ့ကဖတ်ချင်ပါတယ်စာလံ148အငယ်2 ကျွန်ုပ်ဤပတနာသည်မိရှုသောနတာပေါင်းကဲ့သို့၎င်းလက်ကိုချီခြင်းသည်ညဥ်ရပူဇော်တကာကဲ့သို့၎င်းရှေ့တော်၌ပြင်ဆင်ရရှိပါစေသောနောက်တစ်ခါကြွပြန်ဖျက်ရအောင်ကျွန်ုပ်ဤပတနာသည်မိရှုသောနတာပေါင်းကဲ့သို့၎င်းလက်ကိုချီခြင်းသည်ညဥ်ရပူဇော်တကာကဲ့သို့၎င်းရှေ့တော်၌ပြင်ဆင်ရရှိပါစေသောအာမင် ဒီနေ့နှုတ်ပတ်တော်ကမိရှုသောနန္တာပေါင်းနဲ့ညဦးစဉ်ပြန်ပူဇော်တကားလို့အာပေးထားပါတယ်လို့ကောင်းစဉ်ပေးထားပါတယ်မိရှုသောနန္တာပေါင်းနဲ့ညဦးရန်ပူဇော်တကားလို့ပေးထားတာဖြစ်ပါတယ်ဒီဆာလံကဒါဝိတ်ကရေးထားတာဖြစ်ပါတယ် ကျွန်တော်ကပြောလဲဆိုတော့ကျွန်ုပ်ရဲ့ပထနာကမိရှုသောအနတ္တပေါင်းကဲတို့၎င်းလက်ကိုချီချင်းသည်မြောက်ဥယံပူဇော်တကဲတို့၎င်းရှေ့တော်၌ပြင်ဆင်ရရှိပါစီတော့တဲ့ဆိုတော့ဒါကိုပြောဖို့ဆိုလို့ရှိရင်ကျမတို့ဟိုးထွန်းကြောက်ရခြင်းကိုအရင်ဆုံးပြန်သွားမှရမှာဖြစ်တယ်ဆိုတော့ကိုယ်ကိုယ်ချင်းထဲမှာကျောင်းမီးရှို့ရာရစ်တွေပါတယ်။နော်မီးရှို့ပြီးတော့မှအဲ့ဒီရဲ့အမွေးချိန်တွေကဘုရားခင်စီကိုတက်တယ်တဲ့။နော်ဆိုတော့ ကိုယ်ခွေချင်းထဲမှာလူတွေရတယ်အာအမွေးကြံတွေတုံးကြတယ်နော်ယုံကြည်သူတွေမှမဟုတ်ပဲနဲ့တခြားပြင်ပလူတွေလည်းတုံးကြမှာကိုကျွန်တော်တို့တွေ့ရတယ်မြန်မာပြည်ကနေလာတဲ့သူတွေဆိုရင်တော့ပို့ပြီးတော့တိမှာဖြစ်တယ်နော်အမွေးကြံတွေလောက်ကြတယ်နောက်ကျွန်တော်တို့အားလုံးရောက်ဖုန်းနဲ့ချင်းနဲ့နော်အာအီမာနွေလာဖရာကျောင်းရန်ကုန်စူးရီယာဖရာကျောင်းမှာဆိုရင်ဆရာကျော်နော်ဆရာကျော်ဘောကသူကအမြဲတမ်းတကယ်အမွေးနဲ့တာကိုပူဇော်တာဖြစ်တယ် နော်တကယ်အမြဲတမ်းလုပ်တယ်ကျွန်တော်ရောက်ဘူးတယ်အဲ့မှာသွားပြီးတော့မှသူကတကယ်ကိုအမွေးနဲ့တာပေါင်းတွေကိုမီးရှို့ပြီးတော့မှပူဇော်တာဖြစ်တယ်ဆိုတော့ဒီနေ့မှာဒါမဲ့ဒီမီးရှို့နဲ့တာပေါင်းနဲ့ပူဇော်တကာကဘာကိုဆိုလိုတယ်ဆိုရဟာကိုဒီနေ့ကျွန်တော်တို့ကအာကြည့်တော့မှာဖြစ်ပါတယ်လို့ဆိုတော့ဝိပုယချံဝိပုယချံခန်းကြီးတစ်စဲအဲတစ်ကလေးတစ်စဲမှာဘာအကြောင်းကိုတွေ့ရတယ်ဆိုတော့ဒီ ။နတာဘောင်းမိရှုချင်းအကြောင်းကိုတွေ့ရတယ်နော်။ဆိုတော့အဲ့အလေးကိုကြွားရင်ဆုံးဖတ်ချင်တယ်။ဟိုတစတစ်ကနေမှဖတ်တော့ခွန်ကနေပြီးတော့မှ70ဖတ်လိုက်မယ်နော်။ အာရုံဒီနန်းတဲ့တိုင်မိခွတ်တို့ကို ပြင်သောအခါထိုပလင်ပေါ်မှာမှုေးသောနတ်တော်ပေါင်းကိုမိရှို့ရမည်ညဥယျာဉ်၌လည်းမိခွတ်တို့ကိုထွန်းသောအခါထိုပလင်ပေါ်မှာနတ်တော်ပေါင်းကိုမိရှို့ရမည်ထိုတို့တေတို့သားစဉ်မြေးဆက်တို့သည်ခြောက်ရောက်ဖြာရှိတော်၌အစဉ်မြဲပြုရသောနတ်တော်ပေါင်းမိရှို့လေဖြစ်သည်လို့ပြောထားတာဖြစ်တယ်ဆိုတော့ဒီညမှာကျွန်တော်တို့တဲတော်အကြောင်းကိုကျွန်တော်တို့စဉ်းစားမယ်ဆိုလို့ရှင်တဲတော်မှာအကန့်၃ခုရှိတယ် နော်နံပါတ်1အကန့်ကဘာလဲဆိုတော့အပ္ပမောဆိုအကျေကြီးဖြစ်တဲ့နေရာအဲ့ဒါကပရိသတ်စီဝေးရာဖြစ်တယ်။နောက်တစ်ခုမှာကတန်ရှင်းရာဌာနနော်ယေဘရောဟိတ်နဲ့တခြားလင်ပွေလူတွေပဲတွင်ရတယ်။နောက်အတွင်းဆုံးမှာဘာလဲယေဘရောဟိတ်ကိုယ်တိုင်အာရုံတို့လိုမျိုးပေါ့နော်တကယ်ယေဘရောဟိတ်တွေပဲတွင်ရတဲ့နေရာဖြစ်တယ်။ဆိုတော့နတ်တော်ဘောင်းကဘယ်မှာရှို့ရလာလဲဆိုတော့ ဒီအတွင်းဆုံးအခန်းအတန့်ရှင်းဆုံးဌာနလို့ထဲမှာဒီနတ်တာပေါင်းကိုမရှို့ရတာဖြစ်တယ်အပြစ်မှာရှို့လို့မရဘူးအိုးပြိတ္တစီဝေးရမှာရှို့လို့မရဘူးအတန့်ရှင်းဆုံးဌာနမှာကျွန်တော်တို့ရှို့ရတာဖြစ်တယ်ဆိုတော့အာရုံအာရုံကဒီနတ်တာပေါင်းမရှို့ခြင်းကိုလှူဆောင်ရတယ်နောက်ကျွန်တော်တို့ဓမ္မတိကျမ်းထဲမှာဆိုလို့ရှိရင်အာရှင်ယောဟန်နှစ်ချင်းစရာယောဟန်ရဲ့အဖေနော်သူဟာဆိုလို့ရှိရင်ယေဘုဟိမဖြစ်တဲ့အခါမှာသူလည်းနတ်တာပေါင်းတွေမရှို့ပြီးတော့မှလှုပ်တဲ့အချိန်မှာ ဒီကဗီလာရောက်လာပြီးတော့မှအောက်ကဂျမန်ရောက်လာပြီးတော့မှသူကိုရှင်ရောဟန်ရမဲ့ချောင်းတွေဒါပြောသွားတာဖြစ်တယ်။ဒါဆိုရင်တမသစ်ချမ်းနဲ့မှရှင်ဘောလူကပြောတယ်။တမဟောင်းကလည်းပြောတဲ့အရာတွေအားလုံးကအရေးဖြစ်တယ်တဲ့။နော်ဒါဆိုရင်ကျမတို့အခုကအရေးထဲမှာနေတာမဟုတ်တော့ဘူး။နော်တကယ့် ခရစ်တော်အသင်ခံပြီးပြီနောက်ခရစ်တော်အသင်မခံခင်ကလုပ်တဲ့အရာတွေအားလုံးကအရေးဖြစ်တယ်လေဒါဆိုရင်အခုဒါအခုကျတော့ကျမတို့နတ်တော်ပေါင်းမီးရှို့ခြင်းနဲ့တဲ့ညဥ်ရံပူဇော်တကားတွေကဘာကိုစိုးလို့တည်းတဲ့နော်ဆိုတော့ဒီမှာစာလံကျမ်းမှာတော့ဒီလိုရှင်းရှင်းလေးရေးထားတယ်ကျွန်ုပ်ရဲ့ပတ္ထနာတဲ့ပတ္ထနာဆိုတာဘာလဲဆုတောင်းခြင်းနော်ဆုတောင်းခြင်းကမီးရှို့တဲ့နတ်တော်ပေါင်းဖြစ်တယ်တဲ့အာမင်နောက်လက်ချီခြင်းဆိုတော့လက်မြောက်ခြင်းက ယဥ်ယံပူဇော်တကာကဲ့သို့ရှိတော်နိုင်ဖြစ်တယ်လေ။အာမင်။ဒါဆိုရင်ကျွန်တော်တို့နတ်တာပေါင်းပြီးလျှော့တယ်ဆိုတာအမွေးတိုင်းတွေထုံးဖို့ကိုကျွန်တော်တို့ကိုပြောတာမဟုတ်ဘူး။ဘာကိုပြောတာလဲဆိုတော့ကျွန်တော်တို့ဆုတောင်းဖို့ပြောတာဖြစ်တယ်။နော်ဆုတောင်းတဲ့အခါမှာလည်းဘာလို့လုပ်ရတယ်လဲဆိုတော့လက်ကုံမြောက်။နော်ဒါကြောင့်ကျွန်တော်ဒီနေ့ကျွန်တော်မျိုးသားကိုမေးလိုက်တယ်ဦးနေ။နေမနေခါလက်မြောက်ပြီးတော့ဝါရှစ်လုပ်တယ်လို့ပြော။သူက အခွင့်ကောင်းယူရတယ်နော်သူကဟိုဂီတာကိုင်လိုက်ပီယာနိုကိုင်လိုက်ဆိုတော့ကျမတို့တက်တာတွေမှာဘယ်နှခေါက်တော့အခွင့်ရယူကြတယ်နော်ဆိုတော့ငယ်ငယ်တုန်းကဆိုရင်ကျမအဲကလေးဒီလူပြိုလျော်တွေရပါလောက်ကြတယ်ဆိုတော့သူတို့ကကိုယ်တိုင်လက်မြောက်ရမှာရှက်တယ် ရှက်တဲ့ခါကျတော့ဘီနာကကလေးတွေကိုခေါ်ပြီးတော့မှမလုပ်လဲဆိုတော့လက်နှစ်ဖက်လုံးကိုအဲကလေးတွေကိုမြောက်တလူလူနဲ့သူတို့မြောက်တလူလူအဲ့လိုလုပ်တတ်ကြတယ်ကျောင်းကလည်းအဲ့ဒါကြည့်ပြီးဟာဒါဟန်ကြတာပဲဆိုပြီးတော့ကျမလည်းနောက်ကျတော့အဲ့ဒါကလေးတွေနဲ့လိုက်ပြီးတော့အဲ့လိုလုပ်တဲ့အကျင့်တွေရှိခဲ့ဘူးလေအခုတော့မဟုတ်ပါဘူးလို့ဆိုတော့မလုပ်လဲဆိုလက်မြောက်ချင်းနော်လက်မြောက်ချင်းကလည်းညဦးမြတ်ပူဇော်တက္ကကဲတို့ဖြစ်တယ်။ဒါကြောင့်မို့ကျွန်တော်ဘုရားခင်ရှေ့မှာလာတဲ့အခါမှာဖြစ်လေ ဆူတောင်းခြင်းပတ္ထနာပြုခြင်းနဲ့လက်မြောက်ခြင်းလက်ကိုချီခြင်းကအင်မတန်မှအရေးကြီးတဲ့အရာတွေဖြစ်တယ်။နတ်တာပေါင်းမိရှုခြင်းဆို incense day and night night and day let incense arise ဆိုတယ်ကိုယ်ကိုကိုယ်ချင်းနဲ့ဘုရားသခင်ကိုနတ်တော်ပေါင်းမိရှုနေတာဖြစ်တယ်။လက်ကိုမြောက်ချင်းရာကလည်းဘုရားသခင်ရှိမှဘူးသောဘောဇဉ်တကာကဲတော့စက္ကန့်နေတာဖြစ်တယ်။အဲကြောင့်မလို့လက်မြောက်ရမှာမရှက်ပါနဲ့။တော့ လမ်းမြောက်ဘုရားမဘုရားခင်ကိုချီးမွမ်းတာကဘုရားခင်ရှိမှအလွန်တင့်တယ်သောပူဇော်တတ်တာဖြစ်တယ်ဆိုတော့ခုဒီကနေ့မှာ ပြန်ပြီးတော့ပြောထားပြီးပြောပြရစီဆိုတော့ဟုတ်ပြီဒါဆိုလို့ရှိရင် prayer ဆိုတဲ့ intent incense ကိုဘလို့ကျမ်းစာထဲမှာဘလို့ဖတ်တန်းတင်ထားသလဲဆိုတော့ပြာဒိတ်ချံခန်းချင်းကငယ်ရှိကိုသူကဖတ်ချင်ပါတယ်ပြာဒိတ်ချံခန်းချင်းကငယ်ရှိ ဘလောက်တောင်ထူးမြတ်တယ်လဲဆိုတော့เนาะ incense ဆိုကျမတို့ရဲ့ဆုတောင်းပတနာတွေရတဲ့ဘုရားသခင်စီမှာเนาะမိရှုံလိုက်တဲ့ခါမှာအငွေ့တွေနဲ့တက်သွားပြီးတော့မှဘာလောက်တယ်လဲဆိုတော့ကဲပြာဒိတ်ခန်းချင်းကအငယ်ရှစ်မှာ ထိုစာဆောင်ကိုခံယူသောအခါတတဝါလေးပါနှင့်အသက်ကြီးသူ24ပါတို့သည်တန်ရှင်းသူတို့၏ပထနာကြီးဟုသောမိရှို့ရာလတ်တာပေါင်းနှင့်ပြည့်သောရွှေဖလားတို့ကို၎င်းအဲ့ဒီပဲဖတ်ချင်တယ်နော်ဆိုတော့ကျွန်မပြောချင်တဲ့အရာကဘာလဲ တန်ရှင်းသူဘသူအားဖြင့်တန်ရှင်းသူကျွန်တော်တို့ဖြစ်ရတာလေဆိုတော့ယေရှုခရစ်တော်အားဖြင့်ကျွန်တော်တို့ကတန်ရှင်းသူတွေဖြစ်ရတာဖြစ်တယ်။အဲ့ဒီလူတွေရဲ့စွတောင်းပတ္ထနာတွေကိုတဲ့မိရှုရနတ်တာပေါင်းနဲ့ပြည့်တော့ဘယ်ထဲမှာထည့်ထားလဲ။ရွှေဖလားနဲ့ထည့်ထားတယ်တဲ့။အာမင်။အဲ့တော့တဲ့ရဲ့စွတောင်းချက်ကနည်းနည်းတော့မဟုတ်ဘူး။ကောင်းကင်တမန်တွေကခြံပြီးတော့မှရွှေပလားထဲမှာထည့်ထားတာဖြစ်တယ်။အာမင်။အဲ့ကြောင့်စွတောင်းဖို့မပြင်းတော့ဘူးလို့ယုံကြည်ပါတယ်။ဒီနေ့ကနေစပြီးတော့မှစိတ်နှလုံးပါဖြင့် ဒါပေမဲ့မီးရှို့ရအနတ္တဘောင်းလို့ပြောတဲ့အခါမီးရှို့ရင်ဘာလို့လဲမီးလိုတယ်မီးရဘသူကိုဆိုလိုတာလဲတန်ရှင်းတော်ဝိညာဉ်တော်ဘုရားကိုဆိုလိုတာဖြစ်တယ်ဒါကြောင့်ရှင်ယောဟန်လေခန့်ချင်းနဲ့ဆက်တဲ့ကိုယ်ွယ်တဲ့သူဘောင်းတို့ကဝိညာဉ်အဖြစ်ကိုယ်ွယ်ရမယ်လို့ပြောထားတာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ suit down တဲ့အခါလဲကျွန်တော်တန်ရှင်းတော်ဝိညာဉ်တော်ဘုရားလိုအပ်တာဖြစ်တယ်အဲ့ဒါမှမဟုတ်ရင်တော့အပေါ်တက်မှာမဟုတ်ဘူး အဝိညာဉ်တော်ဖရားကကျွန်တော်တို့အမြဲတမ်းလိုအပ်တာဖြစ်တယ်။အာမင်။အကြောင်းတန်ရှင်းသောဝိညာဉ်တော်မိကိုလည်းကျွန်တော်တို့ကလိုအပ်တာဖြစ်တယ်။ Now ယာရီခန်းကြီးရှစ်အငယ်3နဲ့4မှာလည်းကျွန်တော်တို့ဆက်ပြီးတော့မှကြည့်ရအောင်။ယာရီခန်းကြီးရှစ်အငယ်3နဲ့4ကောင်းကင်တမန်တပါးသည်လာ၍ရွှေလင်ပန်းကိုကင်ရက်ပြပလင်နာမှာရက်နေ၏။ လင်တော်ရှေ့၌ရှိသောရွှေပလင်ပေါ်မှာတန်ရှင်းသူအပေါင်းတို့၏ပတ္ထနာနှင့်အတူဆက်ကပ်ခြင်းကမိရှုသောနတာပေါင်းများကိုထိုသူ၌ပေး၏မိရှုသောနတာပေါင်း၏အခိုးငွေပြီးတန်ရှင်းသူတို့၏ပတ္ထနာများနှင့်အတူကောင်းကင်တမန်၏လက်ထဲကဘုရားသခင်ရှေ့တော်သို့တက်လေ၏အာမင်အဲ့တော့ကျွန်တော် single low german national you know that အမီပြုတ်တော့မှကျမတို့ဆူတောင်းတဲ့အရာတွေ အားလုံးကအလကားတသက်မဖြစ်ဘူးတဲ့ဒီမှာရွှေလင်မန်းတဲ့တောင်ကြိုက်ထားတယ်တဲ့ပြီးတဲ့အခါမှာအဲ့ဒီဟာဒီအားလုံးကိုနှစ်တောင်ပေါင်းနေအားလုံးကတိုင်အဲ့ဒီခိုးမွေးအဖြစ်နဲ့ကိုကောင်းကင်တမန်စီကနေဘုရားသခင်ရှိတော်ကိုတက်တယ်တဲ့အာမင်အဲ့ဒီခါမှာဘုရားသခင်စီကိုရှောက်တယ်ဆူတောင်းပတနာဖြစ်လာတာဖြစ်တယ်ဒါကြောင့်လို့ကျမတို့ဆူတောင်းတဲ့အခါမှာနံပါတ်1ဒီညမှာကျွန်တော် အာထွမြောက်ရချမ်းကိုပြန်ပြီးတော့မှပြောချင်တယ်ဟိုပြန်ပြီးတော့မှပြောချင်မိရှုရရစ်ကိုဘယ်နှခါလုပ်ရတယ်လဲဆိုတော့တရက်မှာနှစ်ခါလုပ်ရတယ်နက်နဲ့တစ်ချိန်ညဥယျံတစ်ချိန်တိုးနှစ်ကောင်ပါရတယ်မနက်တစ်ချိန်မှာတိုးတစ်ကောင်တက်တယ်ညတစ်ချိန်မှာတိုးနောက်တစ်ကောင်ကိုပြန်တက်တယ်ဆိုတော့တိုးပါရတယ်မီးပါရတယ်တိုးကဘာတူလဲယေရှုခရစ်တော်ဖြစ်တယ်မီးကဘာတူလဲ

ငါကလည်းကျွန်မပဲဖတ်သွားလိုက်မယ်နော်ဆိုငါမှဘာပြောထားလဲဆိုတော့ထို့ကြောင့်ခရစ်တော်သည်ဤလောကသို့ကြွလာသောအခါအိုဖျားသခင်ကိုတော်သည်ရင့်နှင့်ပူဇော်တကားကိုအလိုတော်မရှိလီဖြစ်၍ကျွန်ုပ်အဖို့ကိုခန္ဓာကိုပြင်ဆင်တော်မူပြီးမိရှို့ရာရင့်နှင့်အပြစ်ဖြစ်ရာရင့်များကိုအာရနှစ်သက်တော်မူသောအခါကျမ်းစာလေး၌ကျွန်ုပ်ကိုအမှတ်ပြု၍ရေးထားသည်နှင့်အညီရှင့်ပါဆိုရင် ဖြစ်ညက်တရားအတိုင်းပြုရသောဘုကိုယီဆောင်တဲ့ခရစ်တော်ကမိရှုရာယင်အပြစ်ဖြေရာယင်အဆရှိသောရှင်များနဲ့ပူဇော်တကာများကိုခေါ်တော်သည်အလိုတော်မရှိအာရနှစ်သက်တော်မမူအထက်ကဆိုပြီးသည်နဲ့အညီတဲ့အပြောလဲဆိုတော့ဒီညမှာဘုရားခင်ကယေရှုခရစ်တော်ဘုရားကသူ့ရဲ့ကိုယ်ခန္ဓာကိုနော်မိရှုရာယင်အပြစ်ဖြေရာယင်ရစ်အားလုံးအတွက်ကို သူ့ရဲ့ကိုခန္ဓာကိုကျွန်တော်တို့အတွက်ပေးလို့ရတယ်။နောက်ပထမဝတ်ဆိုရဲအခုဒီရစ်ဘရိုဟိတ်တွေကနာမည်တစ်ချိန်ညတစ်ချိန်သားတက်ပြီးတော့မှဘုရားခင်ရှေ့မှာပူဇော်ရတဲ့ထိုးရာတွေကိုဗါလေအဲ့ဒီပထမဝတ်ကိုပယ်တယ်တဲ့။ဘာဖြစ်လဲဒုတိယဝတ်ဆိုရဲသူ့ရဲ့ကိုခန္ဓာတော်အဖြစ်ပူဇော်တဲ့ရစ်ကိုတည်စေဖို့အခန်းကြီးအဲခန်းကြီးတစ်ဆယ်ငယ်ကိုအောက်ပိုင်းလေးမှာပြောလဲဆိုတော့ ဒုတိယဝတ်ကိုတည်စေခြင်းကပထမဝတ်ကိုပယ်တယ်တဲ့အခုနအရေးကဲ့သို့ဘုရားခင်ပြထားတဲ့အရာတွေအားလုံးနော်တိုးရီတတ်ခြင်းတွေအာအမွေးနတာပူဇော်ခြင်းတွေအားလုံးကိုပယ်ပြီးတော့မှဘာအဖြစ်ပူဇော်ရတယ်လဲဆိုတော့ခရစ်တော်ရဲ့ကိုခန္ဓာအဖြစ်ပူဇော်တယ်ဆိုတော့ဒုတိယရစ်နော်ကျွန်တော်တို့ပြောပြောနေတဲ့ပရိနိအသက်ကိုတည်စေတယ်တဲ့ဒါကြောင့်တဆေမှာ ထိုအလိုတော်နဲ့ညီယေရှုခရစ်ကိုယ်တော်ကိုတခါတည်းပူဇော်သောအဖြစ်ငါတို့သည်စင်ကြယ်ခြင်းသို့ရောက်ကြ၏တဲ့နော်အရှိမလူတွေကတော့ အထက်ထက်ခါခါပူဇော်ရတယ်မနက်တကောင်တက်လဲညတကောင်တက်လဲနောက်နေ့မနက်တကောင်တက်လဲညတကောင်တက်လဲဒါပေမဲ့ယေရှုခရစ်တော်ရဲ့ခန္ဓာကိုယ်ကြတော့ဘာပဲလုပ်ရတယ်လဲဆိုတော့တခါပဲပူဇော်တာနဲ့လူသားအလုံးကစင်ကြယ်ခြင်းကိုရောက်တယ်တဲ့စက်တဲ့နော်ဒီမှာလည်းပြောတယ်ယေဘရာဟိမိဒီကနေ့တိုင်းဝတ်ပြုရဲ့အပြစ်ကိုမဖြေနိုင်တော့ရစ်ကိုအထက်ထက်အဖန်ဖန်ပူဇော်ရဲ့ရက်နေရတယ်တဲ့နော်ဆိုတော့ ။တော့သူရစ်ပရောဟိတ်တွေကတော့နေ့တိုင်းလုပ်ပြီးမယ်။အဲ့ဒီအပြစ်ကိုယ်တော်မှမဖြေနိုင်ဘူးတဲ့။ဒါပေမဲ့ခရစ်တော်ကတော့တခါတည်းပူဇော်လာတယ်။တန်ရှင်ချင်းစင်ကြယ်ချင်းကိုကျမတို့ရောက်တယ်တဲ့စနေမှာဆိုရင်ဘာပြောလဲအကြောင်းမူကားစင်ကြယ်သောသူတို့သည်သာရစုံလင်ခြင်းအကြောင်းကိုရစေခြင်းကတခါတည်းရစ်ပူဇော်ခြင်းအပြင်ပြုတော်မူ၏တဲ့ အမေဒါကြောင့်လို့စက်ခွန်ပါဒါကြောင့်သူတို့ပြစ်မှားခြင်းလွန်ကျူးခြင်းမျိုးမျိုးကုန်တာမအောင်မိတော့ဘူးတဲ့အမေအကြောင်းလို့တခါလေးပဲပူဇော်ဖို့ရှိပါဒါကြောင့်ကေတီချင်းဆုံးရှုံးသလားမဆုံးရှုံးဘူးလားဆိုရယ်မိခွန်းနေရှိလာတဲ့အခါမှာခွတ်တော်ရပါလေတခါလေးပဲပူဇော်ဖို့လိုတာဖြစ်တယ်နောက်အထက်ထက်ဖွင့်မှပူဇော်စရာမလိုဘူးဒါကိုသူတကယ်ယုံကြည်သလားမယုံကြည်ဘူးလားဆိုတာနဲ့ပဲသက်ဆိုင်တာရှိတယ်ခွတ်တော်ကတော့နောက်တစ်ခါထပ်ပြီးတော့မှ ပူဇော်ဖို့မလိုအပ်တော့ဘူးပြည်စုံသွားပြီဖြစ်တယ်ဒါကြောင့်မလို့20မှာဆိုရင်ဘာပြောလဲဆိုတော့20ကိုလည်းခဏလောက်ဖတ်ချင်တယ်အာ19ကနေပေါ့နော်ထို့ကြောင့်ညီကိုတို့ယေရှု၏ကိုခန္ဓာတော်ကြီးဟုသောကလကအားဖြင့်ထိုသခင်ဖြင့်ဆင်းတော်မူသောအသက်လမ်းသစ်တွင်ငါတို့သည်တန်ရှင်းရာဌာနထဲသို့အသွေးတော်ကိုအမိပြု၍အစီအတာမရှိဝင်ရသောရှိသဖြင့်၎င်းနှင့် ီမှာစကူမှာဗာပြောတယ်လဲဆိုတော့ခုနကကျမတို့တန်ရှင်းရဌာနတန်ရှင်းဆုံးဌာနတွေကိုဘသူအားဖြင့်ကျမတို့အာရေရိုးတာမန်တွေဝင်လို့မရဘူးယေဘရာဟိမင်းတွေပဲပူဇော်တဲ့အခါမှာဝင်ရတာဖြစ်တယ်ဒါပေမဲ့အခုကကျမတို့ဘသူအားဖြင့်ဝင်လို့ရတယ်လဲဆိုတော့ယေရှုခရစ်တော်ရဲ့ကိုခန္ဓာအားဖြင့်เนาะအရင်တော့ကလကာ not the door to တဲ့ကလကာကာထားပေမဲ့ ခရစ်တော်အသေးခံတဲ့အခါမှာအထက်စွန်းကနေအောက်စွန်းတိုင်အောင်နှစ်ချမ်းကွဲပြီးတော့မှထုတ်ကလကာကိုဖယ်ပြီးတော့မှ အခုကဘာကလကာဖြစ်သွားပြီလဲဆိုတော့ခရစ်တော်ရဲ့ကိုခန္ဓာကလကာအဲကြောင့်ကျွန်တော်တို့ကိုးကွယ်ဝတ်ပြုတဲ့အခါတိုင်းမှာယေရှုနာမအဖြစ်ကျွန်တော်တို့ကကိုတိုးဝင်ဖို့ရန်အတွက် လိုအပ်တာဖြစ်တယ်။ဒါကြောင့်မလို့ဘုရားသခင်ရဲ့အိမ်တော်ကိုအုပ်စိုးသောယေဘရဟိမင်းနဲ့ နော်ရှိသဖြင့်ကျမတို့မှာယေဘရဟိမင်းကဘသူ ဖြစ်သွားပြီလဲဆိုယေရှုခရစ်တော်ဖျားဖြစ်သွားတယ်တဲ့ဒါကြောင့်မလို့ခုနကပြောတဲ့ပထမဆုံးကမှပြောထားတဲ့ ဆုတောင်းပတနာပြုတဲ့အခါမှာအထဲကိုဝင်တဲ့အခါမှာမိရှို့နှစ်တာပေါင်းကိုရှို့တဲ့အခါမှာနှစ်မျိုးလိုပါတယ်နံပါတ်၁ကယေရှုခရစ်တော်ဖရာလိုအပ်တာဖြစ်တယ်သိုးတငယ်ဆိုရက်ယေရှုခရစ်တော်ဖရာလိုအပ်တာဖြစ်တယ်နောက်နံပါတ်၂အနေနဲ့မိဆိုရက်တန်ရှင်တော်ဝိညာဉ်တော်ဖရာလိုအပ်တာဖြစ်တယ်အဲ့ဒါနဲ့သင်အထဲကိုဝင်ပြီးဟဲ့ဆိုလို့ရှင်တဲ့ရဲ့ဆူတောင်းပတနာတွေဒါကြောင့်ယေရှုခရစ်တော်ငါနာမမှာတောင်းသမျှအရာအလုံးရမယ်လို့ ဘုရားခင်ကယေရှုကပြောခဲ့တာဖြစ်တယ်เนาะဆိုတော့အဲကြောင့်အထဲကိုတိုးဝင်တဲ့ခါတိုင်းမှာနတ်တော်ပေါင်းကို ရှို့တာဖြစ်နေတယ်အမွေးကြိုင်အဖြစ်တင့်မှာအပေါ်ကို တက်သွားတာဖြစ်တယ်နောက်လက်ချီခြင်းညဥ်ယံเนาะညဥ်ယံကိုလည်းကျမတို့ပူဇော်ရတယ်အဲ့ဒါကနေ့စဉ်နေ့တိုင်းပူဇော်ရတာဖြစ်တယ်မနေ့တခါညတခါ เนาะကျမတို့ဘယ်နှခါလောက်ကျမတို့ဆူတောင်းပြီးတော့ဘုရားနဲ့အချိန်ယူလဲလို့မေးရင်အာငယ်ငယ်တုန်းကပြောဝင်ထမင်းစားတဲ့ခါမနက်စားစားရင်တခါနေ့လယ်စားစားရင်ညစားစားရင်တခါအဲ့ဒါကိုပြောတာမဟုတ်ဘူးเนาะဒီနေ့ဒီချိန်ကနေစပြီးတော့မှအာကျမတို့ကိုယ်တိုင်လဲလက်မြောက်ပြီးတော့မှဘုရားခင်ရဲ့ရှေ့မှာလက်မြောက်ခြင်းကဘာကိုလဲပုံဆောင်တယ်လဲဆိုတော့ဘုရားခင်ရဲ့ရှေ့တော်မှာ ိုမတက်နိုင်ဘူးเนาะကိုရောရှင်ကိုပဲအမြဲတမ်းလိုတယ်တဲ့ခုနကလို့เนาะကျမတို့ဘုရားသခင်ကိုရောကိုလိုတယ်ဒီတိုက်ပွဲအတွက်ကိုရောကိုလိုအပ်တယ်เนาะနောက်ပထမတစ်ချင်းလဲကျမအရင်သဘောကျအောင်မြင်ချင်းတိုက်ပွဲတဲ့ကျမတို့တိုက်နေရတာကအောင်မြင်ချင်းတိုက်ပွဲဟုတ်တယ်ယေရှုခရစ်တော်နဲ့တူကျမတို့ကအောင်မြင်တဲ့တိုက်ပွဲကိုတိုက်ရတာဖြစ်တယ်နှစ်ကောခန်းကြီးနဲ့ငယ်၁၄ရာနီ၁၆ကိုတူကဖတ်ချင်တယ်စံစာတော့နည်းနည်းများပေမဲ့နည်းနည်းဖတ်ရအောင်လို့ဖတ်ဖြစ်သွားတာပေါ့နော် ဆိုတော့နှစ်ကိုအခန်းကြီးနှစ်ငယ်၁၄ကိုရင်ဖတ်ခြင်းနဲ့ ငါတို့သည်ခရစ်တော်နှင့်အတူအောင်ပွဲကိုအစဉ်ခံစေခြင်းဟာ၎င်းထိုသခင်ကိုတည်ခြင်း၏အမွေးကြိုင်သည်ငါတို့အားဖြင့်အယက်ရတို့၌နှံ့ပြားစေခြင်းဟာ၎င်း ပြုတော်မူသောဘုရားသခင်၏ဂျေဇုတော်ကိုကြီးမွမ်းခြင်းရှိစေတည်းအာမင်အဲကြောင့်ဒီညမှာရှင်းရှင်းလင်းလင်းပြောထားတယ်ငါတို့တွေကခရစ်တော်နဲ့အတူဆုတောင်းတယ်ဆိုတာကျမတို့ကကိုတိုးဝင်ဖို့ရန်အတွက် လိုအပ်တာဖြစ်တယ်အဲကြောင့်မို့ ဘုရားသခင်ရဲ့အိမ်တော်ကိုအုပ်စိုးသောယေဘရဟိမင်းနဲ့နော်ရှိသဖြင့်ကျမတို့မှာယေဘရဟိမင်းကဘသူဖြစ်သွားပြီလဲဆိုယေရှုခရစ်တော်ဘုရားဖြစ်သွားတယ်တဲ့ဒါကြောင့်မလို့ခုနကပြောတဲ့ပထမဆုံးကမှပြောထားတဲ့ ဆူတောင်းပတနာပြုတဲ့အခါမှာအထဲကိုဝယ်လိုက်ခါမှာမီးရှို့နှစ်တာပေါင်းကိုရှို့တဲ့အခါမှာနှစ်မျိုးလိုပါလေနံပါတ်၁ကယေရှုခရစ်တော်ဖရာလိုအပ်တာဖြစ်တယ်။သိုးတငယ်ဆိုရဲယေရှုခရစ်တော်ဖရာလိုအပ်တာဖြစ်တယ်။နောက်နံပါတ်၂အနေနဲ့မီးဆိုရဲတန်ရှင်တော်ဝိညာဉ်တော်ဖရာလိုအပ်တာဖြစ်တယ်။အဲ့ဒါလည်းသင်အထဲကိုဝယ်ပြီးဟဲ့ဆိုလို့ရှိရင်တဲ့ဆူတောင်းပတနာရိဒါကြောင့်ယေရှုခရစ်တော်ကလာနာမမှာတောင်းပြအရာအားလုံးရမယ်လို့ 家家一手家裱开了，晓得不？所以说，啊，咱啊，财务作为呢，卡在嘛，难道保护少了？晓得不？啊，每一件啊，片对嘛，啊，保护再多，啊，晓得不？那来之前，人家物业，喏，人家物业过来怎么着？ ပူဇော်ရတယ်အဲ့ဒါကနေ့စဉ်နေ့တိုင်းပူဇော်ရတာဖြစ်တယ်မနေ့တစ်ခါညတစ်ခါเนาะကျွန်တော်တို့ဘယ်နှခါတော့ကျွန်တော်တို့ဆူတောင်းပြီးတော့ဘုရားနဲ့အချိန်ယူလေလို့ရင်းရင်းအာငငယ်တော့ကပြောဝင်ထမင်းစားတဲ့ခါမနေ့စားစားရင်တစ်ခါနေ့လက်စားစားရင်ညစားစားရင်တစ်ခါအဲ့ဒါကိုပြောတာမဟုတ်ဘူးเนาะဒီနေ့ဒီချိန်ကနေစပြီးတော့မှအာကျွန်တော်တို့ကိုယ်တိုင်လည်းလက်မြောက်ပြီးတော့မှဘုရားခင်ရဲ့ရှေ့မှာလက်မြောက်ခြင်းကဘာကိုလဲပုံဆောင်တယ်လေဆိုတော့ဘုရားခင်ရဲ့ရှေ့တော်မှာ ကိုမတက်နိုင်ဘူးเนาะကိုရောရှင်ကိုပဲမြဲတမ်းလိုတယ်တဲ့ခုနကเนาะကျွန်တော်တို့ဘုရားခင်ကိုရောကိုလိုတယ်ဒီတိုက်ပွဲအတွက်ကိုရောကိုလိုအပ်တယ်เนาะနောက်ပထမကျန်တဲ့ကျွန်မအရင်သဘောအောင်မြင်ခြင်းတိုက်ပွဲတဲ့ကျွန်တော်တို့တိုက်နေရတာကအောင်မြင်ခြင်းတိုက်ပွဲဟုတ်တယ်ယေရှုခရစ်တော်နဲ့အတူကျွန်တော်တို့ကအောင်မြင်တဲ့တိုက်ပွဲကိုတိုက်ရတာဖြစ်တယ်နှစ်ကောခန်းကြီးနဲ့ငယ်၁၄ရာနေ၁၆ခုတူကဖတ်ခြင်းတယ်စမ်းစာတော့နည်းနည်းများပေမဲ့နည်းနည်းဖတ်ရအောင်လို့ဖတ်ဖြစ်သွားတာပေါ့နော် ဆိုတော့နှစ်ကောအခန်းကြီးနှစ်ငယ်စလေးကိုရင်ဖတ်ခြင်းနဲ့ငါတို့ဒီခရစ်တော်နဲ့အတူအောက်ဘွယ်ကိုအစင်ခံစေခြင်းဟာ၎င်းထိုသခင်ကိုသိခြင်းအမွေးတိုင်းဒီငါတို့အဖြစ်အယက်ရတို့၌နှံ့ပြားစေခြင်းဟာ၎င်းပြုတော်မူသောဘုရားသခင်ဤယေရှုတော်ကိုချီးမွမ်းခြင်းရှိစေတည်းအာမင် အကြောင်းဒီညမှာရှင်းရှင်းလင်းလင်းပြောထားတယ်။ငါတို့တွေကခရစ်တော်နဲ့တူစုတောင်းတယ်ဆိုတာကျွန်တော်တို့တော့ဘုရားနဲ့မိသားယာပြုတာမှန်တယ်။နောက်အခက်ခဲတွေတွေ့လဲစုတောင်းတာတိုးဝင်တာရှိတယ်။နောက်ကျွန်တော်တို့ဘဝတိုက်ပွဲတိုက်ရတဲ့အရာတွေတွေ့ကျွန်တော်တို့စုတောင်းတာမှန်တယ်။ဒါပေမဲ့ကျွန်တော်တို့ကဘယ်နေရာကနေတိုက်တာလဲဆိုတော့ခရစ်တော်နဲ့တူအောင်ပွဲကိုအစဉ်ခံစီခြင်းဟာတဲ့အောင်ပြီးသားနေရာကနေကျွန်တော်တို့ကတိုက်နေရတာဖြစ်တယ်။အမေကိုယ့်ရဲ့ position ကိုယ့်ရဲ့နေရာကအောင်မြင်ပြီးသားနေရာမှာဖြစ်တယ်။ ဆိုတော့ဒါကြောင့်မို့ထိုးသခင်ကိုတည်ခြင်းရဲ့အမွေးချိန်တွေငါတို့အားဖြင့်အမှကျွန်တော်ဆူတောင်းလာတယ်ခရစ်တော်နဲ့အတူညံ့ညကျွန်တော်တို့နာမတော်ကိုဝန်ခံလာတယ်ကျွန်တော်တို့မိရှုခြင်းတွေအပေါ်ကိုတက်လာလေတယ်ဘာဖြစ်လာလေလဲဆိုတော့ခရစ်တော်ထိုးသခင်ကိုတည်ခြင်းရဲ့အမွေးချိန်နော်ခန္ဓာခန္ဓာပီကိုတိမ်ပိုက်ဖို့ယောရှုနဲ့သူ့လူတွေခြိတက်လာတဲ့ခါမှာတော့သူတို့စစ်တိုက်လို့ခြိတာမဟုတ်ဘူးဘုရားခင်အတူပါရှိခြင်းအပြင်ဘုရားပါရှိခြင်းကဘေးက သူတွေကအားလုံးတည်င်းကိုကြားကြရတယ်သူတို့တည်င်းကမွေးကြိုင်နေတာဖြစ်တယ်သူတို့ကတော့ကြောက်ပေမဲ့ရန်သူတွေကတာလာ၍သူတို့ကိုကြောက်နေတာဖြစ်တယ်အာမင်အကြောင်းမို့သင်ကဆူတောင်းခြင်းတွေလက်ချီခြင်းတွေကညံ့ညာရှိလာပြီဆိုလို့ရှိရင်သင်ရဲ့အရရတို့မှာတဲ့အဲ့ဒီအမွေးချိန်ကနှံ့ပြားစေတယ်တဲ့အာမင်အကြောင်းများများမွေးချိန်ကျွန်တော်များများကျွန်တော်ဆူတောင်းဖျားရှိမှလက်ချီပြီးတော့မှကျွန်တော်ဆူတောင်းဖို့ရန်အတွက်ဖြစ်တယ်အာမင် အကြောင်းလို့ယေရှုခရစ်၌အမွေးကြိုင်နော်ကျွန်တော်တို့ဖြစ်ကြရအောင်ဆိုတာကိုနောက်တစ်ခုနေနဲ့ပြောခြင်း ਨੇ နောက်အောင်မြင်ခြင်းလို့ပြောတဲ့အခါမှာကျွန်တော်တို့စံစာထဲမှာအာထမြောက်ရကျမ်းဆက်ခွန်မှာဘုသူ့အကြောင်းတွေ့ရတယ်ဆိုတော့ယောရှု ਨੇ အဖွဲတွေကစစ်တိုက်နေတယ်အဲ့ဒီခါမှာဘုရားခင်ကမောရှိကိုပါပြောတယ်လဲဆိုတော့လက်ကိုချီပြီးတော့မှဆုတောင်းမှာတဲ့အဲ့လိုပြောတယ်နော်မောရှိကလက်မြောက်ထားတဲ့အချိန်မှာဘာဖြစ်လဲယောရှုနဲ့သူ့ရဲ့လူတွေကအောင်နိုင်ခြင်းရနေတာဖြစ်တယ်အဲကြောင့်ကျွန်တော်တို့ယုံကြည်သူတွေရဲ့လှုပ်ဝဲချက်ကပါလဲဆိုတော့စစ်တိုက်ဖို့မဟုတ်ဘူးကိုတက်နိုင်တဲ့အရာတွေကိုလှုပ်လှုပ်လှုပ်ရင်းနဲ့ပို့ပြီးတော့ပင်ပန်းပြီးတော့မောပြီးတော့ချရှုံချင်းပို့ရောက်နိုင်တယ် ဒါပေမဲ့ကျွန်တော်တို့ယုံကြည်ပြီးရအောင်မြင်ခြင်းရဲ့လိုအပ်ချက်ကပါလဲပြောများများလက်မြောက်ဖို့ရအတွက်ဖြစ်တယ်။ တော့ကျောင်းမြို့သားလည်းစကားပြောဖြစ်တယ်တခါလေကျောင်းတို့အရှိအပိုင်းပေါ့အရာတွေကိုပြန်တခါစဉ်းစားကြလို့ရှင်အော်ငါတို့ကိုလူညံနဲ့ဟာလာကိုတွေးခေါ်နဲ့လောက်တာလေနည်းနည်းများတဲ့အချိန်လေးအော်ရှိခဲ့တာပဲတော့ဒါကြောင့်မို့ငါတို့လောက်အတင်တာကပို့ပြီးတော့မှဘုရားသခင်ရဲ့ရှိတော်မှာလက်ကိုမြောက်ဖို့ရန်အတွက်ဖြစ်တယ်ဆိုတာကိုပြန်ပြီးတော့မှအသက်တပံပြန်ခွန်အားပေးပါရစေတကယ်မတူဘူးဖြစ်တယ်ကိုကိုယ်တိုင်ရတဲ့အရာတွေကိုကိုယ်တိုင်စူးစမ်းပြီးလုပ်တဲ့အရာတွေက ပင်မနဲ့ အစစ်မပြေဘူး။နော်ဒါပေမဲ့ဘုရားခင်ရဲ့ရှေ့တော်မှာလက်ကိုမြောက်ပြီးတော့မှကိုရောကျွန်တော်မတက်နိုင်ပါဘူး။ကိုရောပဲတိုက်ပေးပါဆိုပြီးတော့မှကျွန်တော်တို့ဘုရားခင်ရဲ့ရှေ့မှာလက်ကိုမြောက်ပြီးတော့မှဘုရားခင်ရဲ့အောင်မြင်ခြင်းကိုကျွန်တော်တို့ကြွေးကြော်ပြီးတော့မှရလာတဲ့အရာတွေကဝမ်းမြောက်ခြင်းနဲ့ဟောကျွန်တော်တို့တက်တာထဲမှာပြည့်စုံတယ်စစ်မှန်တော့အောင်မြင်ခြင်းတကယ်ရရှိတာဖြစ်တယ်ဆိုတာကိုဒီနေ့မှပြန်ပြီးတော့မှပြောခြင်းတယ်ဆိုတော့မောရှိက လက်မြောက်တဲ့အခါမှာအစ်ဒွေလာလူမျိုးတွေနော်ယောရှုနဲ့သူ့ရဲ့အဖွဲ့တွေကအောင်မြင်တယ်ထိုနည်းသူတည့်ရဲ့တတ်တာထဲမှာလေသင်လက်မြောက်ပြီးတော့မှဘုရားရှင်ရဲ့ရှေ့တော်မှာနတ်တော်ပေါင်းကိုဝီရှိုးတဲ့အချိန်မှာသင်အောင်မြင်တဲ့အချိန်ဖြစ်တယ်အာဂတ်တဲ့အောင်မြင်ဖို့ရဲ့အတွက်လမ်းစာဖြစ်တယ်။ဒါတင်းရဲ့အောင်မြင်ခြင်းရဲ့တော်ချက်ဖြစ်တယ်။နော်။ဆိုတော့ဒါပေမဲ့အဲ့ဒီဟာကိုလက်ချတဲ့အခါမှာစစ်ရှုံးကြတယ်တဲ့။ဒါကြောင့်မို့ဆရာမတော်လည်းမြင်နေပြောတယ်။အသိတော်တစ်ခုရဲ့ နော်ဒီအတက်ကလည်းဆူတောင်းချင်းဖြစ်တယ်တဲ့နော်ဆိုတော့ဆူတောင်းချင်းကမပါလို့မရဘူးဖြစ်တယ်ဆူတောင်းချင်းကမရှိလို့မရဘူးဖြစ်တယ်နော်ဆိုတော့ဘုရားကိုအားကိုးခြင်းအဲ့ခါမှာတဲ့မောရှိယလက်ညောင်းနေတဲ့ခါလေးလက်ညောင်းတတ်တယ်နော်ကျွန်တော်တို့တယောက်ထင်းနဲ့အားနဲ့တိုက်လို့မရဘူးအဲ့ဒီခါမှာဘသူတွေကပါ မောရှိကိုထိုင်စီပြီးတော့မှာတဲ့အာရုံနဲ့ဟူရာတို့ဒီတစ်ဖက်တယောက်တစ်ဖက်နေ၍သူဤလက်ကိုမကြ၏အာမင်ဒါက တူရဲဆူတောင်းတာနဲ့နောက်အများနဲ့အတူကဆူတောင်းအချင်းကိုလည်းပုံဖော်တာဖြစ်တယ်ဒီညမှာပြောချင်တယ်ဆိုတော့တယောက်ချင်းလုံးတဲ့ခါမှာလက်ညောင်းတက်ပါလေဒါပေမဲ့ဘေးမှာနော်ဝိုင်းပြီးတော့မှအတူကဆူတောင်းတဲ့အရာကဘုရားခင်ရှိမှာတာ၍အအမြဲတမ်းဆူတောင်းနိုင်တယ်ဟုတ်တယ်နော်တခါလေကိုတယောက်တည်းဆူတောင်းနိုင်ဆိုလို့ရှင်အာတောင်းတော့ပါဘူး ဆိုပြီးတော့မှကိုလှုပ်လှုပ်လိုက်တဲ့အချိန်တွေရှိကောင်းရှိနိုင်ပြီဒါပေမဲ့အများနဲ့ကျွန်တော်တို့ဆူတောင်းတဲ့ခါမှာလေကိုတယောက်ဖဲရလုံမရတော့ဘူးဟုတ်တယ်နော်ဆိုတော့အများနဲ့ဆူတောင်းတဲ့ခါမှာဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ပို့ပြီးတော့မှဆူတောင်းဖြစ်တယ် ူများကိုဆွတောင်းတာစကလုံးတွေမတီးတော့ဘူးပြီးသွားပြီဒါပေမဲ့လည်းတစ်ဖက်လူကဆွတောင်းနေတဲ့အခါမှာအာကိုလည်းဘာပဲပြောပြောအာတခြားစကလုံးတွေမပေါ်တာတော့ညီမအော်ဟာလေလုယာသာခင်ယေရှုတင်နေအမမို့ခြားတော့ပါတာစကားအားဖြင့်ကျွန်တော်ဆွတောင်းတဲ့အခါမှာဆွတောင်းဖြစ်သွားတယ်ဆိုတော့ဒါကသင်ရဲ့လက်ညောင်းတာတွေကိုကကိုပုံဆောင်တာဖြစ်တယ်တခါလေကိုတယောက်တည်းရှိတဲ့အချိန်မှာ ်ဖြစ်တတ်ပါတယ်ဒါပေမဲ့အများနဲ့ဆူတောင်းခြင်းမှလည်းပါဝင်ဖို့ရတဲ့ဒီနေ့မှာကျွန်တော်လို့ဆောင်ပြရစီအာဆိုတော့ဆူတောင်းခြင်းကအောင်မြင်ခြင်းဖြစ်တယ်နောက်ဒီကြောင်ကိုပြန်ပြီးတော့မှပြောချင်တယ်လေဆိုတော့ဒီနေ့မှတော့ဒီကြောင်မှမပြောတော့ပါဘူးကျွန်တော်အများကြီးလို့မဟုတ်ချင်ဘူးဒီနေ့ဘာလို့ဘာလို့ချင်လဲဆိုတော့ဆူတောင်းချင်းကိုသွားချင်တယ်လက်တွေ့ကိုသွားချင်တယ်ဒါကြောင့်မို့အသေးရဲ့ စုတောင်းခြင်းကဘုရားခင်ရဲ့ရှေ့မှာနတ်တော်ပေါင်းမိရှုတကယ်လို့အဲ့ဒီအချိန်ကို ရွှေလင်ပန်းနဲ့ဘုရားခင်စီမှာဆက်ကောင်းတဲ့တမန်ကဆက်တာပေးရတယ်တင်းရဲ့စုတောင်းခြင်းကဘုရားရဲ့ရှေ့မှာဘလောက်ထိတန်ဖိုးကြီးကလေးဆိုတာကိုဒီနေ့မြင်တွေ့စီခြင်းနဲ့နောက်နော်ရွှေဘိုးရွှေဖလားကြီးထဲမှာထည့်ထားတာဖြစ်တယ်နော်ဆိုတော့အဲကြောင့်မလို့တင်းရဲ့ suit down ချင်ဘုရားခင်ရဲ့ရှိမှာအလွန်တန်ဖိုးကြီးတော့ရာဖြစ်တယ်ဒါကိုပြန်ပြောင်းမပြောချင်နေနောက် အာအလေးနော်မိခိုးငွေကဲတော့ဘုရားခင်စီမှာတက်တယ်တဲ့နော်လေထဲမှာမပြောက်သွားဘူးဘုရားခင်အားလုံးကိုဘုရားခင်ရှေ့ပေါ်မှာတက်တာဖြစ်တယ်ယေရှုသွေးတော်နဲ့တိုးဝင်မှာယေရှုရဲ့နာမတော်နဲ့တိုးဝင်မှာတန်ရှင်သောဝိငင်တော်ဘုရားကိုခေါ်ဖိတ်ပါဒါဆိုရင်တည့်ရမွေးပြန်တော့မွေးကြိုင်တော့နတ်တော်ပေါင်းမိရှုခြင်းကအရရမှာနှံ့ပြသွားမှာဖြစ်တယ်အာမင်ဒါကြောင့်မလို့ကျွန်တော်တို့အာလက်ချီခြင်းနောက်ကျွန်တော်တို့ဒီနေ့မှာတစ်ခါမှ ကျွန်တော် worship ကိုကိုွယ်တဲ့အချိန်မှာတော့လည်းတခါမှတော့လက်မမြောက်ဘူးဆိုတဲ့သူတွေလည်းဒီနေ့မှာကျွန်တော်တို့ဘုရားသခင်ရဲ့ရှေ့မှာ surrender နော်နော်အရှုံးခံပါတယ်ကိုတော်ပဲတက်နိုင်ပါတယ်ဆိုပြီးတော့ကိုတော်ပဲတိုက်ပေးပါဆိုပြီးတော့မှကျွန်တော်တို့လက်ကိုမြောက်ပြီးတော့မှဒီနေ့အထူးကကိုကိုွယ်ဖို့ရန်အတွက်အားလုံးကိုခေါ်ဖိတ်ခြင်းနဲ့အကြောင်းခဏလောက်အားလုံးမတက်ရရအောင်နော် scientist တွေကပြောလဲဆိုတော့ကျွန်တော်ဒီ the law မှာတွေ့တဲ့အရာလေးကတင်လက်ကိုတဲ့ဒီလိုမျိုး အဲ့လိုမြောက်ထားလို့ရှိရင်တင်းရဲ့သွေးတွေကအတလုံးထဲကိုပြန်ပြီးတော့မှဝင်ပြီးတော့မှလေတင်းကဒီလက်ချင်ခံတော့ညာမို့ဖျားကိုကိုးကွယ်နေရင်တဲ့ပဲတင်းရဲ့သွေး system တွေရတဲ့ဘာဖြစ်လဲဆိုတော့ reset ပြန် reset ပြန်ဖြစ်တာကျတော့ phone တွေတခုခုပြတ်သွားပြီဆို reset ပြန်လုပ်ရင်ပြန်ကောင်းတယ် refresh ပြန်ဖြစ်တယ်လေနော်ဆိုတော့ to need to the time တင်းရဲ့လက်မြောက်ခြင်းကဒီတင်းရဲ့နှလုံးထဲကိုသွေးတွေကပြန်ပြီးတော့မှဝင်ပြီးတော့မှ ်တင့်ရဲ့ကျမ်းမာခြင်းအတွက်တော်လည်းကောင်းတင့်ရဲ့နှလုံးကျမ်းမာခြင်းတင့်တကိုယ်လုံးကျမ်းမာခြင်းအတွက်တော်လည်းကောင်းအကျိုးရှိတယ်ဆိုတာကိုပြောခြင်းတယ်ဝိညာဉ်ရေးရတော်မှာကတင့်ရဲ့ခန္ဓာကိုယ်အတွက်ပါအကျိုးရှိတဲ့အရာဖြစ်တယ်ဆိုတာကိုဒီနေ့မှာဝင်ခခြင်းတယ်အဲကြောင့်ကျွန်တော်တို့ခဏလောက်အတူကလက်ချီရအောင်ဒီနေ့မှာဆုတောင်းခြင်းကိုများများသွားခြင်းတာဖြစ်တယ် hallelujah hallelujah oh rakara wa sidi hallelujah တန်ရှင်သောနာမတော်ကိုပွင့်ပြီဆိုတဲ့ချင်းနဲ့ဖျားရမြမောက်တော်တဲကိုတို့ကတို့ဝင်ရောတို့ရောဖြစ်တို့ဝင်ရောတန်ရှင်သောမြမောက်ဖျားတို့ကဒီနေရာမှာခေါ်ပြကြရအောင်ဟာလေလုယာအကြံဒီနေ့စူတောင်းချင်းကိုလည်းကိုယ်အိမ်မှာရှိတဲ့ချိန်မှလည်းမနဲ့တဲ့ချိန်ညတဲ့ချိန်ညဥယျာဏတပေါင်းနဲ့မနဲ့ခါဏတပေါင်းဘောစင်တက္ကရီကိုလည်းပူဇော်ဖို့ရတဲ့အတွက်ဒီနေ့မှာခေါ်ပြချင်ပါလေလို့